ဥသိန်းထုံးပါခင်ဗျာကျွန်တော်ညွှန်ကြားမှုပါအဲ့တော့ကျွန်တော်ဒါတော့ကျွန်တော်တို့လည်းဘယ်လိုမှဟိုမမျှော်လင့်တဲ့တဲ့ဘေးတခုပေါ့နော်ဟိုတော့30မှာဒါကျွန်တော်တို့ပကုန်းကလေးလုတ်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ကနေပညာရှင်တွေကတော့မှန်းတယ်မှန်းပြီးတော့100ပတ်ချလိုက်မှာဗမာပြည်သမိုင်းကိုပြန်ကြည့်လို့ရှိရင်သူက100မှာတစ်ချိန်လုတ်တဲ့ဟိုငလင်ကြီးတွေလုတ်တတ်တယ်ဆိုတာလေးကိုလည်းကျွန်တော်တို့သိထားခဲ့ပေမဲ့ဒီလောက်ထိကြီးကြီးမားမားဒီဘက်ငလင်လုတ်ခဲ့မလို့ကျွန်တော်မမျှော်လင့်ဘူးမမျှော်လင့်တဲ့အတွက် ကျွန်တော်ပါဝင်တာပြည်သူလူထုလည်းမျှော်လင့်မှာမဟုတ်ပါဘူးအဲ့တော့မမျှော်လင့်မဲ့လည်းကျွန်တော်အများကြီးဝမ်းနဲ့ကြည်ကွယ်ရပါတယ်ဟိုမိသက်တပ်ဖွဲ့အဓိကတောင်းအောင်ဖြစ်တဲ့အတွက်ဖြစ်ဖြစ်ချင်းမှာပဲကျွန်တော်တို့ကဒီနိုင်ငံတကာသတ်မှတ်ထားတဲ့ဒီ ASR level 1ခေါ်တော့ချက်ချင်းကျွန်တော်တို့ golden hour လို့ခေါ်တဲ့ဒီနိုင်ပိုင်းအတွင်းမှာကျွန်တော်တို့ရန်နေတဲ့များအသက်ရှင်တဲ့လူတွေဦးစားပေးပြီးတော့ကဲတင်းလုပ်ငန်းတွေဦးစားပေးဆောင်ရွက်ပါတယ်အဲဆောင်ပြီးနောက်မှာတော့အသက်ရှင်နေရတဲ့လောက်ကဲထုတ်ပြီးတော့မှတခါဒုတိယပိုင်းမှာတော့ခုနကကျွန်တော်ဒီအသက်သေဆုံးကျန်ခဲ့တဲ့ ရုပ်လောင်းတွေဆက်လက်ပြီးတော့ရှာဖွေကြပါတယ်ဖြစ်တဲ့ချိန်ဆက်ပြီးကျွန်တော်တို့ကအသက်ရှင်လျက်ကဟို653ယောက်ကဲတင်နိုင်ခဲ့ပါတယ်ပြီးလို့ရှင်တော့ဒါကျွန်တော်တက်ဘော်ဒီနေနဲ့900မနေ့ရက်လေးပေါ့998လောင်းပေါ့နော်တက်ဘော်ဒီနေနဲ့ကဲထုတ်နိုင်ခဲ့ပါတယ်အခုတော့ကျွန်တော်တို့ကဟိုလူတွေကဲပြီးတဲ့နောက်မှာတော့ဒီကပြဿနာက ကျွန်တော်တို့ဒီရှိနေတဲ့လူတွေအတွက်တောက်သုံးရည်ပြဿနာရှိတာပါတောက်သုံးရည်ပေးတဲ့လုပ်ငန်းတွေကျွန်တော်မှရှိတဲ့မေတ္တာရှင်တွေနဲ့တောက်လျှောက်ကျွန်တော်တို့ဖြစ်တဲ့ဖြစ်ပေါ်တဲ့တိုင်းဒေသကြီးဒီမြို့နယ်တွေမှာကျွန်တော်တို့ရေပိတ်ဝေးလုပ်ငန်းကိုဆောင်အကူဆိုတာဂါလန်ကျွန်တော်350တော့နှီးပါကျွန်တော်တို့ရေတောက်လျှောက်ပေးနေတာရှိတယ်ပြီးလို့ရှိရင်ထိခိုက်ခံစားခဲ့ရတဲ့အဆောက်အဦတွေမှာဂျန်နေရပြည်သူလူထုရဲ့ကျွန်တော်တို့လက်ဝဲနာရွှေငွေပစ္စည်းတွေရှာဖွေလုပ်ငန်းတွေကိုအဓိကထားပြီးတော့ကျွန်တော်တို့အဖွဲ့တွေခွဲပြီးတော့ဆောင်နေတာဖြစ်ပါတယ် ဟိုကျွန်တော်နေအခုဒါနေပြတော်ထဲမှာဆိုရင်ဒါကိုကျွန်တော်တို့ရွှေဟိုတပိတ်တခွဲလောက်နေပါ150ကျက်သားပေါ့နော်အဲ့လောက်နေပါကျွန်တော်တို့ဒါရွှေပြီးတော့လက်ဝဲလက်စားတချို့တွက်လို့မရတဲ့ဟာတွေလည်း န်ရှင်တွေကိုယ်တိုင်ရှိပြီးတော့မှကျွန်တော်လက်ဝဲကျန်တာတွေဆွဲကြိုးတွေလက်စုပ်တွေလက်ကောက်စသဖြင့်ပစ္စည်းပစ္စည်းတွေနောက် laptop တွေအိမ်အိမ်ရောင်းဝယ်စားကြုပ်တွေဘွက်လက်မှတ်တွေစသဖြင့်ရည်ရည်စားစားတွေလည်းကျွန်တော်တို့ရသလောက်ထုတ်ပေးနိုင်ခဲ့ပါတယ်ဟိုပြီးလို့ရှိရင်ကျွန်တော်တို့တချို့အိမ်သုံးဆောင်ပစ္စည်းတွေကတော့ဟိုဆိုင်ကယ်တွေအဓိကကျတဲ့ဝယ်စားတွေပေါ့ဒါတွေတော့ကျွန်တော်တို့လောက်လက်ရှိလည်းကျွန်တော်ဆောင်းနေတာဖြစ်ပါတယ်အဓိကတော့ပစ္စည်းများတဲ့မန္တလေးနဲ့ဒီနေပြည်တော်ပေါ့နော်ဒီဘောအဓိကထားပြီးကျွန်တော်တို့ဆောင်းနေတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့မှရှိတဲ့တပ်ဖွဲ့ဝင်တွေကျွန်တော်တို့ဒီကြံလဲပြည့်ရတယ်မလဲကျွန်တော်တို့မနာပါဘူးတောက်လျှောက်အဆိုင်ခွဲပြီးတော့မှအဲ့ဖြစ်တဲ့စီရင်စားပြီးတောက်လျှောက်ကျွန်တော် ားရမရှိပေးရမရှိကျွန်တော်နေရောင်းကြအောင်လုပ်နေပါတယ်ဒီကတော့ကျွန်တော်တို့ပေမန့်နေဆိုရတဲ့ထိခိုက်ခံစားပြည်သူလူထုရဲ့ပူတော့ကပူများပါတယ်အဲ့တော့ကျွန်တော်တို့တက်နေတော့ကျွန်တော်မရှိအင်အားနဲ့ဝိုင်းထမ်းပြီးတော့ဆောင်းနေတာဖြစ်ပါတယ်ကေစေးအင်အားနေတော့ခုနေပြီးတော့မှဆိုကျွန်တော်165ရောက်ဒီစကိုင်းမှာဆို195ရောက်ကိုကုမှာ136ရောက်မန်လေးမှာ983နဲ့ရှမ်းမှာ194ရောက်စုပေါင်းတာအင်အားကျွန်တော်2000ကျော်နဲ့တန်တေးရန်ပြီးတဲ့တက်ဖို့ဝင်နေတယ်ဆောင်းနေတာပါ အတိအကျတော့ကျွန်တော်တို့ကတော့ဒီလိုကိစ္စတွေလည်းဘယ်တော့မှမဖြစ်ချင်ဘူး။နောက်လည်းကျွန်တော်ဘယ်တော့မှမတွေ့ချင်ဘူးနော်။ဒါပေမဲ့လည်းကျွန်တော်တို့ရှောင်လွှဲမရနိုင်တဲ့သဘောပဲဖြစ်တဲ့အတွက်အခုကျွန်တော်တို့နိုင်ငံတော်အပိုင်းရောကျွန်တော်ပြည်သူလူထုလူမှုဖွဲ့စည်းအားလုံးဒါကျွန်တော်ဟိုကျွန်တော်နိုင်ငံရောဘာပြောအရေးကြုံလာတော့အားလုံးညီညွတ်ညွတ်နဲ့ဟိုလှုပ်ဆောင်နေကြတာတွေ့တယ်။အခုကျွန်တော်ရှောက်ဝေသေးတပ်ဖွဲ့တွေဆိုလို့ရှိရင်ဟိုလာပြီးကျွေးမွေးတဲ့လူတွေလည်းရှိတယ်။စားတော့တွေလည်းပေးတယ်။ပြီးလို့ချင်းဒုက္ခရောက်တဲ့ပြည်သူလူထုအတွက်ကလည်းတောက်တုံးရည်တွေပါနေတယ်။ဘာပြောကျွန်တော်တို့နိုင်ငံရောကိုတရားတရားအကောင့်နဲ့ လူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုဘာပြောစိတ်တက်မကြဘဲနဲ့ဟိုလဲနေသူဖိတ်ကူပါဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်တို့တက်နေတော့ဟိုဝိုင်းဝန်းပြီးတော့ကျွန်တော်တို့အဖွဲ့စည်းရာဟိုတန်တန်ဝန်းနဲ့ဝိုင်းကူနေကြတာလေတစ်ဖက်မှာလည်းဝန်းနဲ့ဝန်းတာပေါ့တစ်ဖက်ဟိုတိကျခံစားရတဲ့လူတွေဝန်းနဲ့ရရင်ပဲကျွန်တော်တို့ကတခုအရေးကြုံလာရင်တော့ကျွန်တော်တို့ညီညွတ်ညွတ်နဲ့ရှိတဲ့ခွန်အားနဲ့ဝိုင်းပြီးတော့လဲလူဆွဲထုတ်နေတာလေးတော့ဒါကျွန်တော်တို့ကောင်းမြတ်တဲ့အစဉ်လာလေးတခုတော့ဟိုတွေ့ရပါတယ်